ကျမ်းမာတော်မူကြပါစခင်ဗျာယခုချိန်မှာစတင်ပြီးဒီကနေ့ဂျွန်လ22ရက်နေ့မနက်ခင်းရရှိထားတဲ့သတင်းများကိုတင်ဆက်ပေးမှာဖြစ်ပါတယ်ကျွန်တော်ကတော့ရဲဘော်လာရမှာဒီ channel လေးကမြေပြင်အခြေအနေတွေကိုတင်ဆက်ပေးနေတဲ့သတင်း channel လေးဖြစ်တာကြောင့် like and subscribe လုပ်ကြဖို့လည်းဖိတ်ခေါ်လိုက်ပါတယ်ခင်ဗျာပထမအဦးဆုံးအနေနဲ့တင်ဆက်ပေးချင်တာကတော့ပသိမ်မုံရွာလမ်းပိုင်းမှာတင်ကား၄စီးနဲ့စစ်ကြောင်းထိုးလာတဲ့စစ်ကောင်စီတပ်သားများကိုတိုက်ခိုက်မှုစစ်တပ်ဘက်မှ၃ဦးသေဆုံးပြီး၂ဦးအရှင်ဖမ်းမိခဲ့ကြောင်းတင်ဆက်ပေးပါမယ်ခင်ဗျာ မကွေးတိုင်းစလင်းမြို့နယ်အတွင်းကိုပသိမ်မုံရွာလမ်းပိုင်းအတိုင်းတင်ကန်းလေးစီးနဲ့စစ်ကြောင်းထိုးလာတဲ့အကြမ်းဖက်စစ်ကောင်စီတပ်သားများကိုတိုက်ခိုက်ခဲ့ရမှာစစ်တပ်ဘက်မှ၃ဦးသေဆုံးပြီး၂ဦးအရှင်ဖမ်းမိခဲ့ကြောင်း Peacock Brother Urban Gorilla အဖွဲ့မှတာဝန်ရှိသူတဦးကပြောဆိုပါတယ်။ဇွန်လ၁၄ရက်နေ့မှစတင်ပြီးစလင်းမြို့နယ်အတွင်းမှာရှိတဲ့ကံပြားရွာဘက်ကိုတင်ကန်းလေးစီးအင်အား၂၀၀ခန့်နဲ့ ပသိမ်မုံရွာကားလန်းအတိုင်းထိုးစစ်စင်စစ်ကြောင်းထိုးဝင်ရောက်လာတဲ့အကြံဖက်စစ်ကောက်စီတပ်သားများကိုတော်လန်ကြီးတပ်ဖွဲ့များကစတင်ကြားဖြတ်တိုက်ခိုက်ခဲ့ကြောင်းသိရှိရပါတယ်။ထိုစစ်ကြောင်းဟာတောင်းညီနောင်မြို့ပြပျောက်ကြားတပ်ဖွဲ့နဲ့မင်းဘူးခရိုင်အမှတ်ငါတရင်ကထောင်ထားတဲ့မိုင်းငါလုံးကိုနေမိပြီးတက်ချက်ကြီးတူအပါအဝင်စစ်ကောက်စီတပ်သား3ဦးနေရာမှာတွင်ပင်ပွဲချင်းပြီးတည်ဆုံးကရှစ်ဦးတန်ရာရရှိခဲ့ကြောင်းသိရှိရပါတယ်။ရင်းစစ်ကြောင်းကိုတော်လန်ကြီးတပ်ဖွဲ့များက ဇွန်လ14ရက်နေ့နဲ့15ရက်နေ့တို့မှာနှစ်ရက်ဆက်တိုက်တော်လိုင်းရေးတပ်ဖွဲ့များကကြားဖြတ်တိုက်ခိုက်ခဲ့ရမှာတင်ကားများရှေ့ဆက်မတိုးနိုင်တော့ဘဲကံပြားရွာဘက်ကိုပြန်လည်ဆုတ်ခွာသွားပြီးချီလင်းစစ်ကြောင်းမှလည်းပသိမ်မုံရွာလမ်းပိုက်မှာမိုင်းကြိမ်ကြိမ်တိုးပြီးအထိနာခဲ့ကြောင်းသိရှိရပါတယ်။ဇွန်လ16ရက်နေ့မှာလည်းတော်လိုင်းအတိုင်းထက်မှစစ်ကြောင်းတို့ကခေပလူရွာကိုဝင်ရောက်လာစဉ်မှာတော်လိုင်းရေးအဖွဲ့များကခုခံပိတ်ဆို့တိုက်ခိုက်ခဲ့တဲ့အတွက်ပြန်လည်ဆုတ်ခွာသွားကြောင်းဇွန်လ19ရက်နေ့မှာပိတ်ဆိတ်ကြီးရွာကိုဝင်ရောက်လာစဉ်မှာ တော်လန်ကြီးတပ်ဖွဲ့များနဲ့မိနစ်30ခန့်တိုက်ပွဲဖြစ်ပွားပြီးနောက်စစ်ကောင်စီတပ်သားများကပိတ်ဆည်ကြီးရွာမှနေအိမ်များကိုမိရှို့ပြီးစစ်ကြောင်းပြန်လည်ဆုတ်ခွာသွားကြောင်းသိရှိရပါတယ်။ထို၅ရက်တာတိုက်ပွဲအတွင်းမှာအကြမ်းဖက်စစ်ကောင်စီတပ်သား3ဦးသေဆုံးပြီးထိခိုက်ဒဏ်ရာရရှိသူများပြားကတိုက်ပွဲအတွင်းစစ်ကောင်စီတပ်သား2ဦးကိုအရှင်ဖမ်းဆီးနိုင်ခဲ့ကြောင်းသိရှိရပါတယ်။လက်နက်ခင်းရန်တွေတင်းစဲရမိတာမျိုးမရှိပါဘူး။စစ်ခွေးတေတာတော့3ဦးပါ။ ခြေပြက်လက်ပြက်တွေရှိတယ်လို့တော့သိရတယ်လို့ Peacock Brother Urban Gorilla အဖွဲ့မှတာဝန်ရှိသူတဦးကပြောဆိုပါတယ်။အဆိုပါတိုက်ခိုက်မှုကိုဒေါင်းညင်အောင်မြို့ပြပျောက်ကြားတပ်ဖွဲ့နဲ့မဟာမိတ်အဖွဲ့များဖြစ်ကြတဲ့မင်းဘူးခရင်အမှတ်၅တပ်ရင်းအမှတ်၅တပ်ရင်း drone တပ်ဖွဲ့စလင်းမြို့နယ်ပတ်ကဖာမင်းဘူးခရင်အမှတ်၁တပ်ရင်းမင်းဘူးခရင်ပတ်ကဖာဒေါင်းစစ်အောင် LPDF SLN LPDF ဗမာတပ်တော်ပောက်တောင်ပိုင်းစစ်တပ်ဖွဲ့တို့ကပူးပေါင်းလှုပ်ဆောင်ခဲ့ကြောင်းသိရှိရပါတယ်ခင်ဗျာ။ နောက်ထပ်သိရှိရတဲ့သတင်းကတော့အေအေတိန်းထားတဲ့ပြိုင်းစစ်ကီအပါအဝင်ကြောက်ဖြူကနေရအချို့ကိုစစ်ကောင်စီတပ်ကပြန်လည်ထိုးစစ်ဆင်နေကြောင်းတင်ဆက်ပေးပါမယ်ခင်ဗျာရခိုင်ပြည်ကြောက်ဖြူမြို့နယ်မှာဖြစ်ပွားနေတဲ့တိုက်ပွဲများအတွင်စစ်ကောင်စီကအရကတပ်တော်အေအေတိန်းယူထားတဲ့ပြိုင်းစစ်ကီအပါအဝင်နေရအချို့ကိုအင်အားအလုံးအင်းနဲ့ပြန်လည်ထိုးစစ်ဆင်တိုက်ခိုက်ရမှာတိုက်ပွဲများဆက်လက်ပြင်းထန်နေကြောင်းသတင်းရရှိပါတယ် ULAA နဲ့နေဆက်သူတို့ကပြိုင်းစစ်ကီကိုအတိကအင်အားဖြည့်တာက အမှတ်32ရဲတပ်ရင်းကတဆင့်အင်အားဖြည်တာစစ်ကောင်စီတွေကတေတာတွေလက်နက်ချတာတွေတပုံကြီးဒါပေမဲ့32ရဲတပ်ရင်းကနေအင်အားတွေထပ်ဖို့ထက်လွတ်တယ်ပြန်တိုက်တယ်ပြန်စစ်ကေတခုလုံးရဲ့မြေပြင်ကိုအေအေကမရသေးဘူးစစ်ကောင်စီနဲ့အလုံးအရင်သူတပြန်ကိုတပြန်တိုက်နေတုံးပဲရှိသေးတယ်လို့ဆိုပါတယ်စစ်ကောင်စီကပြိုင်းစစ်ကေအပါအဝင်ရစ်တက်ရင်းကိုမကြခံပဲအင်အားအများအပြားဖြင့်တင်းကဆက်လက်တိုက်ခိုက်နေတယ်လို့လည်း၎င်းကပြောဆိုပါတယ်ရစ်တက်ရင်းကြရင်စုံမုံကုန်းတစ်ခုလုံးအေးလက်ထဲကိုရောက်ပြီး ဒီတော့စစ်ကောင်စီကရှိတဲ့အင်အားကိုအကုန်တုံးပြီးအလုံးအရင်နဲ့ထိုးစစ်ဆင်နေတာရစ်တရင်လုံးဝပြိုလဲမခံတဲ့သဘောမျိုးပေါ့တိုက်တိုင်းရှုံးပေမဲ့ပြန်တိုက်တယ်အပြင်းထန်တော့ဖြစ်နေကြပါတယ်လို့လကောင်းကပြောပါတယ်အရကတ်တက်တော့အေးဟာအပြည့်ရထားတဲ့ကာလာအတွင်းဒိုးစစ်စင်တိုက်ခိုက်မှုများကိုရန်နာထားပေမဲ့လည်းစစ်ကောင်စီကလက်နက်ကြီးများနဲ့အေးအေးတင်းချုံထားတဲ့နေမြေများကိုပစ်ခတ်ခြင်းလေရင်ဒရုန်းများနဲ့နှိညအချိန်မရွေးပုံကျတိုက်ခိုက်ခြင်းမြေပြင်မှာစစ်ကြောင်းထိုးပြီးတိုက်ခိုက်မှုများပြုလုပ်လာတဲ့အတွက် ပြန်လည်တိုက်ခိုက်ရာကနေကြောက်ဖြူမှာတိုက်ပွဲများအပြင်းထန်ဖြစ်လာရခြင်းဖြစ်တယ်လို့စစ်မြေပြင်သတင်းရင်းမြစ်များကပြောဆိုပါတယ်။ကြောက်ဖြူမြို့နယ်မလကျွန်းကျေးရွာမှာလဲစစ်ကောင်စီမှစစ်ကြောင်းထိုးနေတဲ့အတွက်တိုက်ပွဲများဖြစ်ပွားမှုရှိနေပြီးလက်နက်ကြီး drone များနဲ့နေစဉ်ပစ်ခတ်နေတယ်လို့မြေပြင်ဒေသခံအမျိုးသားတအူးကပြောပါတယ်။မလကျွန်းရွာကိုအတိကအိုဂျီတီကနေအင်အားလွှတ်တဲ့ အဲ့ဒီကနေမလကျွန်းရွာကိုပို့တယ်ပြီးတော့အေးအေးတင်းထားတဲ့နေရာတချို့ကိုစစ်ကြောင်းထိုးတယ်တိုက်ပွဲကနေပူရင်ပူပြင်းတယ်လက်နဲ့ကြီးနဲ့နေပူမိုးရွာလေးပစ်တယ်လို့ပြောပါတယ်တစ်ပုတ်တောင်တညဝရီရေတပ်ဌာနချုပ်မှအဓိကစစ်ကူပေးထားတဲ့ကက်တပြေအနီးနားမှာလည်းတိတွေ့တိုက်ပွဲများဖြစ်ပွားလျက်ရှိတယ်လို့၎င်းကဆက်လက်ပြောဆိုပါတယ်ကျောက်ဖြုံမြို့နယ်မှာမြို့နယ်အနီးနားထိလက်နဲ့ကြီးကြီးကြာရမှုကြောင့်စစ်ကူအတွက်အဓိကအချက်ချကြတဲ့ကျောက်ဖြုံလေစင်းနဲ့နောက်ထပ်နေရာအချို့ကိုဇွန်လ16ရက်နေ့က စည်ရင်အားများယာနေချီဖြည့်တင်းပြီးလုံခြုံရေးတွန်းမြင့်ထားကြောင်းဒေသခံများကပြောပါတယ်။ကြောက်ဖြူတိုက်ပွဲအတွင်းစစ်ကောင်စီဘက်မှအထိနာပြီးလက်နက်ကျအလင်းဝင်လာမှုထွက်ပြေးရာမှအေအေတံကိုဖမ်းဆီးခံရမှုများရှိနေပြီးလက်ရှိအချိန်ထိစစ်တုံးဘက်200ကျော်ခန့်ရှိလာနေပြီဖြစ်တယ်လို့သိရှိရပါတယ်။ကြောက်ဖြူမြို့နယ်မှာမြို့ပေါ်အေရိယာအနေငယ်နဲ့တစကန်းရှိတဲ့နေရာများမှာအပမြို့နယ်တစ်ခုလုံးရဲ့ကြံကြီးရွာအုပ်စုအများအပြားကိုအရကန်တက်တော်အေအေကသိမ်းပိုက်ထားပြီးနောက်ဆုံးလက်ကျန်ဖြစ်တဲ့ကြောက်ဖြူမြို့ကိုကာကွယ်ထားတဲ့ အမှတ်32ရဲတပ်ရင်းအနီးနဲ့ရခိုင်ပြည်နယ်မှာအကြီးမားဆုံးရဲတပ်ဌာနချုပ်ဖြစ်တဲ့ဒညဝတီရဲတပ်ဌာနချုပ်အနီးမှာတိုက်ပွဲများဖြစ်ပွားနေခြင်းဖြစ်ပါတယ်ခင်ဗျာနောက်ထပ်တင်ဆက်ပေးချင်တာကတော့အေအေကိုတိုက်ခိုက်ဖို့ရိုဟင်ဂျာလက်နက်ကိုင်အဖွဲ့များတပ်သားတင်များကိုစစ်တင်နှံပေးနေဟု ICG ပြောဆိုခဲ့ကြောင်းတင်ဆက်ပေးပါမယ်ခင်ဗျာရိုဟင်ဂျာလက်နက်ကိုင်အဖွဲ့များဟာရခိုင်ပြည်နယ်အတွင်းအရခတ်တပ်တော် AA ကိုစတင်တိုက်ခိုက်နေပြီဖြစ်ကနေဆက်တီတမြန်မာရှိတဲ့ဒုက္ခသည်စခန်းများမှာတပ်သားတင်များကိုစစ်တင်နှံပေးနေကြောင်း နိုင်ငံတကာပဋိပက္ခလေးလာရေးအဖွဲ့ ICG ရဲ့ဇွန်လ18ရက်နေ့အစီရင်ခံစာတစောင်းမှာဖော်ပြထားပါတယ်။ရခိုင်ပြည်နယ်ရဲ့နေပြည်အများစုကိုအေအေကတိမ့်ပိုက်ချိန်မှစ၍ရိုဟင်ဂျာလက်နက်ကင်တပ်ဖွဲ့များဟာဘင်္ဂလားဒေ့ရှ်နိုင်ငံအတွင်းဒုက္ခသည်စခန်းများမှာရှိတဲ့၎င်းတို့ရဲ့နေလူတိုက်ပွဲများကိုရပ်နားလိုက်ကြပြီးလူသစ်စုဆောင်းမှုများကိုအရှိန်မြင့်တင်ခဲ့ကြကြောင်း ICG ရဲ့ဘင်္ဂလားဒေ့ရှ်မြန်မာရိုဟင်ဂျာပုံကံမှုရဲ့အနေအမြအစီရင်ခံစာကဆိုထားပါတယ်။ ရိုဟင်ဂျာလက်နက်ကိုင်အဖွဲ့များဟာ2024ခုနှစ်နိုဝင်ဘာလမှာအေအေကိုတိုက်ခိုက်ရန်မှပူးပေါင်းဆောင်ရွက်ရန်သဘောတူလိုက်ကြကြောင်းလဲရေးသားထားပါတယ်။၎င်းတို့အကြတင့်မြင့်ရေးသဘောတူညီချက်တစ်ခုကိုရယူခဲ့ပြီးနောက်တစ်လမှာပဲရိုဟင်ဂျာလက်နက်ကိုင်တပ်များဟာဒုက္ခသည်စခန်းများမှာလူအများပြပါဝင်တဲ့ညီညွတ်ရေးစုဝေးပွဲတရက်ကိုကျင်းပခဲ့ကြပါတယ်။ထို့နောက်ရခိုင်မြောက်ပိုင်းအားအင်အားသုံးရေပြန်လည်သိမ်းပိုက်ရေးမှပါဝင်ကြဖို့ထိုလူစုဝေးပွဲမှာတက်ရောက်လာကြတဲ့ရိုဟင်ဂျာများအားစီးရင်လှုပ်ဆော်ခဲ့ကြကြောင်းဆိုပါတယ်။ ထိုစည်းရုံးလုံးစော်ရမှာလူအများထောက်ခံမှုရရှိစေဖို့အတွက်ဘာသာရေးကောင်းဆောင်များရဲ့အင်အားကိုအသုံးပြုခဲ့ကြပြီးမယုံကြည်သူများအပေါ်စင်နွဲတဲ့ GS စစ်ပွဲအဖြစ်ရင်းဖွဲ့များကပုံဖော်ပြောဆိုခဲ့ကြတယ်လို့လည်းဖော်ပြထားပါတယ်။လက်ရှိအခြေအနေမှာ AA ကိုစန့်ကျင်တိုက်ခိုက်နေတဲ့ Rohingya လက်နက်ကင်ပုံကံမှုတရက်ဟာမအောင်မြင်နိုင်တဲ့အပြင်မြန်မာပြည်အတွင်းကလူအတိုက်ဝိုင်းများအကြားအပြင်းထန်ယိုယွင်းပျက်စီးစေနိုင်ကြောင်း ICJ ကထည့်သွင်းထောက်ပြထားပါတယ်။ဘင်္ဂလားဒေ့ရှ်ရဲ့ဒုက္ခသည်ကေဆယ်ရင်းနဲ့နေရပြန်ပူရေးကော်မရှင်နာ မိုဟာမက်မီဆနာရာမန်ကတော့ ICG အစီရင်ခံစာကိုညှင်းဆိုပြီး၎င်းတို့အနေနဲ့ဒုက္ခသည်စခန်းအများအပြားကိုအဆက်မပြတ်စောင့်ကြည့်နေကအဆိုပါစောင့်ကြည့်မှုများအောက်မှာယခုကဲ့သို့လှုပ်ရှားမှုများဖြစ်လာရင်မဖြစ်နိုင်ဟုပြောခဲ့ကြောင်းဘင်္ဂလားဒေ့ရှ်အခြေစိုက် Dhaka Tribune ရဲ့ဇွန်လ19ရက်နေ့သတင်းတပုတ်မှာဖော်ပြထားပါတယ်။ ICG ရဲ့အစီရင်ခံစာမှာရိုဟင်ဂျာဒုက္ခသည်အများအပြားဟာရိုဟင်ဂျာလက်နက်ကိုင်တပ်ဖွဲ့များရဲ့အကြမ်းဖက်အနိုင်ကျင့်ပူကျမှုများကြောင့်ထိုအဖွဲ့များကိုမနှိမ်ညွတ်ကြပေမဲ့ ဒုက္ခတင်များအကြအေးတက်ဖွဲ့အပေါ်ကိုအပြင်းထန်မလို့လောက်မှုနဲ့နေရပြန်ရမရမရဖြစ်လာမှာကိုစိုးရိမ်မှုများကြောင့်ဒုက္ခတင်စခန်းများဟာလူသစ်စုဆောင်းရာစိမ့်လန်းသောစကြက်ပြင်ကြီးတစ်ဖွဲ့ဖြစ်လာတယ်လို့ဖော်ပြထားပါတယ်။တချိန်တည်းမှာပဲရိုဟင်ဂျာလက်နက်ကိုင်အဖွဲ့များဟာအေးကိုစတင်တိုက်ခိုက်နေပြီဖြစ်ကထိုပုံကံမှုသာပုံမှုပြင်းထန်လာပါကရိုဟင်ဂျာအယက်သားများအေးအေးနဲ့ဘင်္ဂလားဒေ့ရှ်အစိုးရအလုံးအတွက်ဆုံယုံမှုများဖြစ်ပေါ်လာစေနိုင်ကြောင်းတတိပေးထားပါတယ်။ ထို့ကြောင့်သုံးမင်းဆန်ယုံကြည်မှုတည်ဆောက်တင်ကြောင်းဘင်္ဂလားဒေ့ရှ်ယာယီအစိုးရကအေအေနဲ့ပူ၍တွေ့ဆုံဆွေးနွေးတင်ကြောင်းကုန်သွယ်ရေးကိစ္စအေအေနဲ့ပူးပေါင်း၍အကောင့်တစ်ဖော်ရန်လိုအပ်ကြောင်းနဲ့ဒါကအစိုးရနဲ့၎င်းရဲ့လက်အောက်ခံလုံခြုံရေးအဖွဲ့များအနေနဲ့ဒုက္ခသည်စခန်းများမှာရိုဟင်ဂျာလက်နက်ကိုင်များရဲ့ဩဇာလွှတ်မှုမှုများကိုကန့်သက်ထိန်းချုပ်ရန်လိုကြောင်းတို့ကိုလည်းရေးသားထားပါရခင်ဗျာနောက်ထပ်သိရှိရတဲ့သတင်းကတော့ AA26 ဦးစီးချုပ်ဒေါက်တာညိုထွန်းအောင်ရဲ့ တပုံဖြူကပြာစာအုပ်လေးလံတင်မှု American Dollar 9000အထိရရှိနေကြောင်းတင်ဆက်ပေးပါမယ်ခင်ဗျာ။ Araka Tottor AA ရဲ့ဒုတိယစီဦးစီးချုပ်ဒေါက်တာညိုထွန်းအောင်ရေးသားထုတ်ဝေထားတဲ့တပုံဖြူကပြာစာအုပ်လေးလံတင်မှုမှာ American Dollar 9000အထိရရှိနေပြီဖြစ်တယ်လို့သိရှိရပါတယ်။တပုံဖြူကပြာစာအုပ်ကိုလေးလံတင်ရမှာဂျမန်နစ်ဇွန်လ20ရက်နေ့ကကပြာစာအုပ်အမှတ်စဉ်3936666ကိုပရိသတ်တအုပ်က American Dollar 9000နဲ့ဝယ်ယူအားပေးပြီး တဘုံဖြူကပြာစာအုပ်လေးလံပြိုင်ပွဲအရှိန်အမြင့်တင်ပြလိုက်ကြောင်းတဘုံဖြူရဲ့လူမှုကွန်ရက်စာမျက်နှာမှတစ်ဆင့်ဖော်ပြထားပါတယ်။အဆိုပါကပြာစာအုပ်ကိုပြီးခဲ့တဲ့မေလတတိယအပတ်မှာစတင်ရောင်းချခဲ့ရမှာပရိသတ်တဦးကမေလ23ရက်မှာ American Dollar တထောင်နဲ့ကပြာစာအုပ်အမှတ်စဉ်115 43ကိုစတင်ဝယ်ယူပြီးပထမဆုံးစတင်လီလံဆွဲခဲ့တယ်လို့သိရှိရပါတယ်။တဘုံဖြူကပြာစာအုပ်ကိုလီလံဆွဲပွဲမှာနောက်ထပ်လည်းလွတ်လပ်စွာပါဝင်နိုင်ရန်လည်းဖိတ်ခေါ်ထားပါတယ်။ လက်ရှိမှာအဆိုပါကဗျာစာအုပ်ကိုမြန်မာနိုင်ငံအပါအဝင်ပြည်ပနိုင်ငံအချို့မှာဝယ်ယူအားပေးသူများပြားတဲ့အတွက်အုပ်ရည်တထောင်ထုတ်ဝေမယ်လို့စဉ်းစားထားခဲ့ပေမဲ့လည်းကြိုတင်မှာယူတဲ့စည်ရင်းများအရအုပ်ရည်1400အထိတိုးမြင့်ထုတ်ဝေခဲ့ရတယ်လို့ဆိုပါတယ်။တပုံဖြူကဗျာပရိသတ်ကိုလင်းနိုင်ချီကတပုံဖြူစာအုပ်ကလက်ရှိတော်လှန်ရေးဖြတ်တန်းနေရတဲ့ကာလနဲ့ပြည်သူတွေခံစားနေရတဲ့ခံစားချက်နဲ့ကဗျာရဲ့အနှစ်သာရကတထက်တည်းကြတယ်။အဲ့ဒီအတွက်ကြောင့်အားလုံးရဲ့ရည်ရဲကိုတပုံဖြူကဗျာစာအုပ်ကရောက်သွားတယ် ဒါကြောင့်စိတ်ဝင်စားဖို့ကောင်းတယ်လို့ဆိုပါတယ်။အဆိုပါစာအုပ်တအုပ်ကိုမြန်မာငွေကျပ်9000တက်မှတ်ထားပြီးပြည်ပရောက်သူများဝယ်ယူနိုင်ရန်အတွက်လည်းသက်ဆိုင်ရာနိုင်ငံအလိုက်ဈေးနှုန်းတက်မှတ်ပေးထားတယ်လို့သိရှိရပါတယ်။အဆိုပါစာအုပ်ရောင်းရငွေရဲ့35ရာခိုင်နှုန်းကိုလည်းစစ်အာဏာသိမ်းပြီးနောက်တိုက်ပွဲများအတွင်ကိုယ်လည်းအင်္ဂါပိဆက်ဆွန့်လွတ်ထမ်းရတဲ့တော်လန်ကြီးရဲဘော်တိုင်းကိုအချိုးကျမျှဝေကူညီမှဖြစ်ကြောင်းသိရှိရပါတယ်။စာအုပ်ပါကပြားများကို ရခိုင်မြန်မာနှစ်ပါးသားနဲ့ပေါ်ပြထားပြီးကြပြပုတ်ရီ40ခန်းပါဝင်တယ်လို့လည်းသိရှိရပါတယ်။အဆိုပါကြပြများမှာတော်လန်ยีကာလဖြတ်တန်းခဲ့ရတဲ့စီရီနိုင်ငံရေးတော်လန်ยีစတဲ့အကြောင်းအရာများနဲ့ပတ်သက်ပြီးရေးဖွဲ့ထားခြင်းဖြစ်တယ်လို့သိရှိရပါတယ်။ဒေါက်တာညိုထွန်းအောင်ဟာပြီးခဲ့တဲ့2023ခုနှစ်အတွင်းကလည်းတပုံဖြူအမည်ရှိကြပြစာအုပ်တစ်အုပ်ကိုရခိုင်မြန်မာအင်္ဂလိပ်တရုတ်စတဲ့ဘာသာစကားလေးမျိုးနဲ့ထုတ်ဝေခဲ့ပါသေးတယ်ခင်ဗျာ။ ဆက်လက်သိရှိရတဲ့သတင်းကတော့စစ်သားရဲများကိုရည်ညွှန်း၍နိုင်ငံဝန်ထမ်းများအားရွေးကော်တွင်ထည့်သွင်းဖွင့်စည်းရန်စစ်ကောင်းဆောင်ကဥပဒေပြင်ဆင်ခဲ့ကြောင်းတင်ဆက်ပေးပါမယ်ခင်ဗျာအနာသိန်းစစ်ကောင်စီတပ်ဖွဲ့ဝင်စစ်သားရဲတပ်ဖွဲ့ဝင်များကိုရည်ညွှန်း၍နိုင်ငံဝန်ထမ်းများအားရွေးကောက်ပွဲကော်မရှင်အဖွဲ့ကွဲအစစ်အစစ်ဖွဲ့စည်းရာမှာပါဝင်ထည့်သွင်းဖွဲ့စည်းသွားရန်စစ်ကောင်းဆောင်မင်းအောင်လှိုင်ကဥပဒေကိုပြင်ဆင်ပြဋ္ဌာန်းလိုက်ကြောင်းသိရှိရပါတယ်။ စစ်ကောင်းဆောင်ကပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ဥပဒေကိုတတိယအကြိမ်ပြင်ဆင်တဲ့ဥပဒေအံစွန်းလ19ရက်နေ့လက်မှတ်ရေးထိုးထုတ်ပြန်၍ကော်မရှင်အဖွဲ့ကွဲအစစ်စစ်ဖွဲ့စည်းရာမှာနိုင်ငံဝန်ထမ်းများကိုပါတာဝန်ပေးအပ်သွားမှာဖြစ်ကြောင်းသိရှိရပါတယ်။တာမန်အရက်ဘက်ကဥပမာထွေအုပ်လိုဝန်ထမ်းမျိုးကိုတော့ကော်မရှင်တဲမှာထည့်ကောင်းထည့်ပါလိမ့်မယ်။သို့တော့ယာနှုံးပြဖြစ်နိုင်ခြေရှိတာကတော့စစ်သားရဲတွေကိုပေါင်းမိချွတ်ပြီးပို့မဲ့အနေထားပါလို့တရားလွတ်တော်ရှိနေစောပါဦးလေးကပြောပါတယ်။ ရင်းဥပဒေမှာပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ဥပဒေပုံမှန်14ကိုပြင်ဆင်အစားထုတ်ခဲ့ပြီးကော်မရှင်အဖွဲ့ကွဲအစစ်စစ်ဖွဲ့စည်းရာမှာအများယုံကြည်လေးစားခံရသူပုဂ္ဂိုလ်များဖြင့်ဖြစ်စေနိုင်ငံဝန်တက်ဖြစ်ဖြစ်စေအ ਨੇ စုံ3ဦးနဲ့ဖွဲ့စည်းရမယ်လို့ဖော်ပြထားကြောင်းသိရှိရပါတယ်အဆိုပါပုဂ္ဂိုလ်များအနက်တင်းမြော်သူတဦးကိုရွေးကောက်ပွဲကော်မရှင်အဖွဲ့ကွဲဥက္ကဋ္ဌဖြင့်တာဝန်ပေးအပ်၍တက်ဆိုင်ရာရွေးကောက်ပွဲအရာရှိကိုအတွင်းရင်းမှုအဖြစ်တာဝန်ပေးအပ်ရမယ်လို့လည်းစစ်ကောင်းဆောင်ကပြဋ္ဌာန်းခဲ့ကြောင်းသိရှိရပါတယ် အခုစစ်ကောင်းဆောင်ရဲ့ထုတ်ပြန်ချက်ဟာသူ့လူတွေကိုနှတိစားဖို့လမ်းဖွင့်ပေးတာဖြစ်တယ်လို့နောက်တစ်ခုကသက်ဆိုင်ရာကော်မရှင်တွေကော်မတီတွေအစုအဖွဲ့တွေထဲမှာသူ့ရဲ့တရှိုးတွေတွတ်သွင်းတဲ့လုပ်ငန်းစဉ်ဖြစ်လာလိမ့်မယ်လို့သုံးသပ်မိပါတယ်လို့တရားလွတ်တော်ရှေ့နေစောပါဦးလေးကဆိုပါတယ်။ရခင်ပြည်တော်စုရွေးကောက်ပွဲကော်မရှင်ဥပဒေပုံမှန်၁၄မှာတော့ကော်မရှင်အဖွဲ့ကွဲအစစ်စင်ကိုဖွဲ့စည်းရမှာအများယုံကြည်လေးစားခံရတဲ့နိုင်ငံဝန်ထမ်းမဟုတ်သူအ ਨੇ စုံ၃ဦးနဲ့ဖွဲ့စည်းရမှာဖြစ်ပြီး ထိုအနက်မှာတဦးကိုဥက္ကဋ္ဌအဖြစ်ခန့်အပ်တာဝန်ပေးအပ်ရမယ်လို့ဆိုထားပါတယ်။စစ်ကောင်းဆောင်အနေနဲ့ယခုကဲ့သို့ပြင်ဆင်ပြဋ္ဌာန်းခြင်းလုပ်ရမရပဲရွေးကောက်ပွဲဥပဒေတစ်ခုကိုပြင်မယ်ဆိုရင်ပြည်သူရွေးကောက်တင်မြှောက်ထားတဲ့လွှတ်တော်လိုက်တာပြင်ဆင်ရကြောင်းယခင်2020ခုနှစ်နေပြည်တော်ဇေယျသီရိမြို့နယ်ရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌဟောင်းထံကနေသိရှိရပါတယ်။လက်ရှိတာဝန်ထမ်းဆောင်နေတဲ့ဝန်တန်းတွေကိုကော်မရှင်အဖွဲ့ကွဲအစင်းစင်မှာပါဝင်ထည့်သွင်းတာကရွေးကောက်ပွဲတမိုင်းမှာမရှိခဲ့ပါဘူးလို့ အထက်ပါကော်မရှင်ဥက္ကဋ္ဌဟောင်းဦးမောင်မောင်ကပြောဆိုပါတယ်။သို့သောကော်မရှင်အဖွဲ့ကွဲအစစ်စစ်လုပ်ငန်းစဉ်များမှာလိုအပ်တဲ့ကူညီပံ့ပိုးမှုရှိစေရန်အတွက်ရင်းလက်အောက်မှရှိတဲ့ရွေးကောက်ပွဲစည်းစက်ညှိနှိုင်းရေးကော်မတီမဲဆန္ဒရှင်စည်ရင်ပြည့်စုရေးအဖွဲ့လူဦးရေစည်ရင်ကောက်ယူရေးအဖွဲ့စသည့်တို့မှထဲသွင်းပါဝင်ဖွဲ့စည်းမှုရှိကြောင်းသိရှိရပါတယ်။ရွေးကောက်ပွဲကော်မရှင်ဆိုတာဗက်လိုက်မှုကင်းပြီးတရားမျှတမှုဖော်ဆောင်ပေးရတဲ့ဒိုင်လူကြီးတဘောပါ။နိုင်ငံဝန်ထမ်းဆိုတာကတီစဲအစိုးရရှိတာရဲ့ ဝန်ထမ်းလုပ်ငန်းတာဝန်ရကြောင်းတရားမျှတမှုကိုထက်ထဲဝင်ဝင်ဆောင်ရွက်ပေးဖို့အခက်အခဲရှိမယ်လို့ဦးမောင်မောင်ကဆိုပါတယ်။ဦးမောင်မောင်ဟာလက်ရှိမှာနေပြည်တော် PDF မှာရဲဘော်တိုင်းငံအဖြစ်တာဝန်ထမ်းဆောင်နေသူဖြစ်ပြီးစစ်ကောင်းဆောင်အပါအဝင်စစ်တပ်ထိပ်တန်းကောင်းဆောင်များမဲပေးခဲ့တဲ့ဇီယာတီရီမြို့နယ်ရွက်ောက်ပွဲကော်မရှင်ဥက္ကဋ္ဌတာဝန်ယူခဲ့သူတယောက်လည်းဖြစ်ပါတယ်ခင်ဗျာ။နောက်ထပ်တင်ဆက်ပေးခြင်းတဲ့တရင်ကတော့ KIA တိမ့်ပတ်ရရှိထားတဲ့နေမြေမှာအင်အောင်စုနဲ့မှတ်ပုံတင်ပြုလုပ်ခဲ့ကြောင်းတင်ဆက်ပေးပါမယ်ခင်ဗျာ။ ကချင်တက်မတော် KNA တိမ့်ပတ်ရရှိထားတဲ့နေမြင်မှာအင်အောင်စုနဲ့မတ်ဖို့တင်စတင်ပြုလုပ်ပေးနေကြောင်းဒေသခံတွေစီကနေသိရှိရပါတယ်။အခုထပ်ရထားတဲ့တချို့နေမြေတွေမှာ KNO ဘက်ကအင်အောင်စုမတ်ပုံတင်တွေလုတ်ပေးတာဟုတ်တယ်။မတ်ပုံတင်ကမလုတ်မနေရပုံစံမဟုတ်ဘူးလို့ဒေသခံအမျိုးသားတအူးကဆိုပါတယ်။အခုတကြောပြန်တိုက်ပွဲမဖြစ်ခင်တရုတ်နိုင်ငံနေဇက်ပတ်မန်စီမြို့အထိ KNO ကထုတ်ပေးတဲ့မတ်ပုံတင်နဲ့နေဇက်ဖြတ်ကျော်ကွင်းလက်မှတ်ပြုလုပ်သွားလာလို့ရပြီး 15ရက်တကြိမ်နေဆက်ကိမ်းမှာတစိတ်တုံးပြန်လာတွေ့လို့ရတယ်လို့ဆိုပါတယ်။မတ်ပုံတင်ကအခုမှလှုပ်ပေးတာတော့မဟုတ်ပါဘူး။အခုကထပ်ပြီးသိမ့်ပိုက်ရရှိထားတဲ့နေရာဒေသတွေမှာလှုပ်ပေးတာမြို့နယ်ယုံရှိတဲ့နေရာတွေငကိုထင်းချုံနေရာတွေကလုံမြက်လှုပ်ပေးပါတယ်လို့ဒေသခံအမျိုးသမီးတဦးကဆိုပါတယ်။အရင်ကတည်းက KIO ထင်းချုံထားတဲ့နေမြေမှာအိမ်အောင်စုနဲ့မတ်ပုံတင်လှုပ်ပေးနေတာဆယ်စုနှစ်ကြာနေပြီလို့သူကဆိုပါတယ်။ KNU က2010ကတည်းကအင်တောင်စုနဲ့မှတ်ပုံတင်လုပ်ပေးထားတာအခုထပ်တိုးသိမ်းပိုက်ထားတဲ့နေမြေမှာစတင်လုပ်ပေးဖို့ပါအရင်ကတည်းကထိန်းချုပ်ထားတဲ့နေရာတွေမှာတော့ရှိပြီးသားပါလို့နောက်ထပ်ဒေသခံအမျိုးသားတယောက်ကပြောပါတယ်ယခုတကြောပြန်တိုက်ပွဲအတွင်း KNA နဲ့ပူးပေါင်းတပ်ဖွဲ့တွေသိမ်းပိုက်ရရှိထားတဲ့နေရာတွေကတော့ကချင်ပြည်နယ်ဘက်မှာဆိုရင်လွေချင်းမိုးမောက်ဒေါ်ဖုံရန်ကန့်ပိုက်တဲ့စတုံးပန်းဝါချီဖွေစော့လော်လန်စဲကမ်ဖန့်ဆွန်ပရာဘွန်အင်ဂျန်ရန်စင်ဘူမြို့လှ စတဲ့မြို့နယ်တွေနဲ့ရှမ်းပြည်နယ်ဘက်မှာတော့မဘိမျိုးနှစ်ဖက်ကတိုက်နယ်တွေဖြစ်ပြီး KIO ရဲ့အုတ်ချုပ်ရေးရန်ညာစတင်လက်ပတ်နေတယ်လို့ဆိုထားပါတယ်ခင်ဗျာထက်မှန်သိရှိရတဲ့သတင်းကတော့လောက်ကင်မှာချုံနောင်ထားတဲ့စစ်တုံးပန်း90ကို MNDA ပြန်လွှတ်ခဲ့ကြောင်းတင်ဆက်ပေးပါမယ်ခင်ဗျာ MNDA က၎င်းတို့ဖမ်းဆီးထိန်းသိမ်းထားတဲ့အကျဉ်းသားများအနက်လောက်ကင်မျိုးမှာထားရှိတဲ့စစ်တုံးပန်း90ဦးကိုဇွန်လ18ရက်နေ့ကပြန်လွှတ်ပေးခဲ့ကြောင်း MNDA နဲ့နှီးဆက်သူတအူးထံကနေသိရှိရပါတယ် MND အနေနဲ့အကျဉ်းသားများကိုလူကြီးလူငယ်ခွဲပြီးလူကြီးပိုင်းများကိုကွမ်းလုံမြို့မှာထားရှိကလူငယ်ပိုင်းများကိုတော့လောက်ကင်မြို့နဲ့ချင်းရွှေဟော်မြို့တို့မှာအကျဉ်းချထားကြောင်းယခုလွတ်ပေးလိုက်တဲ့သူများမှာစစ်ကောင်စီတပ်မှစစ်တုပ်ပန်းများဖြစ်ကြောင်းသိရှိရပါတယ်။ MND နဲ့နှိစက်သူကအရွယ်အိုတွေနဲ့ဒဏ်ရာတက်တာလာတဲ့စစ်တီတွေလို့သိရပါတယ်။90ဥပါလို့အတည်ပြုပြောဆိုပါတယ်။ MND ဖန်ဆီးခံထားရသူများနဲ့ပတ်သက်ပြီးစစ်ကောင်စီဘက်မှမေစစ်သွေး TikTok မှာတော့ ဇွန်လ20မှ25ရက်အတွင်းအတုပ်လိုက်လွတ်ပေးမယ်လို့ပြောကြားနေကြောင်းတွေ့ရှိရပါတယ်။စစ်တုံးမှန်း296ယောက်ကိုတိန်းနီနဲ့လောက်ကင်မျိုးတို့မှထိန်းချုပ်ထားရကနေဇွန်လ18ရက်နေ့မှာကွမ်းလုံဘတ်တို့ပြောင်းရွှေ့ခဲ့ကြောင်းသတင်းများထွက်ပေါ်လာခဲ့ပြီးနောက်ယခုကဲ့သို့ပြန်လွတ်ပေးတဲ့သတင်းထွက်ပေါ်လာခြင်းဖြစ်ပါတယ်။ပြီးခဲ့တဲ့ April လကလာရှိုးမျိုးကိုစစ်ကောင်စီတပ်ပြန်လည်မအံ့နှမ်းပြီးလာရှိုးမျိုးအချင်းထောင်မှပြောင်းရွှေ့ခဲ့ခြင်းဖြစ်ပြီးလာရှိုးတိုက်ပွဲအတွင်းဖမ်းဆီးရမိတဲ့စစ်တုံးဘန်းများအပြင်စစ်ထွက်ထောင်သား အရက်သားများနဲ့စေဝင်တဲ့အချို့ပါဝင်ကြောင်းသိရှိရပါတယ်။ပြီးခဲ့တဲ့ဖေဖော်ဝါရီလအတွင်းကစစ်တုံးပန်းမိသားစုများရဲ့ညှိနှိုင်းတောင်းဆိုချက်အရစစ်တုံးပန်း၁၀ဦးကျော်ကို ပြန်လည်လွှတ်ပေးခဲ့သေးကြောင်းမိသားစုဝင်တချို့ထံကနေသတင်းရရှိခဲ့ပါတယ်ခင်ဗျာ။ဆက်လက်ပြီးသိရှိရတဲ့သတင်းကတော့အလုတ်ထုတ်ကြောင်း VOA ဝန်ထမ်းများထံကိုစာပို့တရားရုံးမှဆက်လက်ရင်ဆိုင်မယ်လို့ပြောဆိုခဲ့ကြောင်းတင်ဆက်ပေးပါမယ်ခင်ဗျာ။ American ပြည်ထောင်စုမှသတင်းဌာနတွေကိုစီမံကိန်းတွေတဲ့ Global Media အစိုးရ Agency USA GM United States Agency for Global Media က VOA အချိန်ပြည့်ဝန်ထမ်း600ကျော်ကိုအလုတ်ကနေထုတ်ပယ်ကြောင်းဒေတာစံတော်ချိန်ဇွန်လ20ရက်နေ့မှာအသိပေးစာပေးပို့ခဲ့တယ်လို့ VOA မြန်မာပိုင်းဝန်ထမ်းတွေကပြောပါတယ်။ American သမ္မတ Donald Trump ကမတ်လ14ရက်နေ့မှာတရင်ဌာနတွေကိုစီမံကိန်းတွေတဲ့ Global Media အစိုးရ Agency USA GM အပါအဝင်တခြားအစိုးရ Agency ၆ခုရဲ့လုပ်ငန်းဆောင်ရွက်နေမှုတွေကို အ ਨੇ ဆုံးဖြစ်အောင်ထားဖို့ညွှန်ကြားချက်မှာလက်မှတ်ရေးထိုးခဲ့တာပါအဲ့ဒီတုန်းကဝန်ထမ်းတွေကိုလဆာနဲ့ခွင့်ပေးခဲ့တာဖြစ်ပြီးအချိန်၃လကျော်အကြာမှာတော့အလုတ်ကထုတ်ပယ်ကြောင်းအသိပေးလာတာလို့မဲအင်ဂျင်နိုင်အစီအစဉ်တင်ဆက်သူ VOA မြန်မာပိုင်းကပြောပါတယ် VOA ဝန်ထမ်းအလုံးနေပါအထူးသဖြင့်ဘာသာစကားသတင်းဌာနတွေကိုသူတို့ဖျက်သိမ်းတဲ့အနေနဲ့ကျမတို့မြန်မာဌာနအပါအဝင်အားလုံးကိုသူတို့အလုတ်ဖြုတ်တဲ့စာပေါ့လေတောက်ကြနေကပေးဖို့ပါတယ်မြန်မာဝန်ထမ်းတွေအားလုံးလည်းလက်ခံရရှိပါတယ် ပြီးခဲ့တဲ့လတုန်းကဆိုရင်လဲမြန်မာဌာနကလုတ်ဖို့ကင်ဘတ်တွေဖြစ်တဲ့ contractor တွေကိုလည်းသူတို့ကဖြုတ်လိုက်တယ်ပေါ့လေ Trump အစိုးရတက်လာကြတဲ့ကအစိုးရ agency တွေကိုသူတို့ဖြတ်မယ်ဆိုတဲ့အစီအစဉ်နဲ့သူတို့လုပ်ရတခုပေါ့နော် Trump အစိုးရဘက်ကအကြောင်းပြချက်ခိုင်ခိုင်လုံလုံမရှိဘဲနဲ့ဖြတ်သိမ်းတဲ့လုပ်ရကတော့အတော်ကိုစူးရတယ်တမိုင်းမှာအမဲဆက်တင်တဲ့လုပ်ရလို့ပြောကြင်ပါတယ်လို့ဆိုပါတယ် VOA တင်းဌာနဟာဘာသာစကား48မျိုးနဲ့ကမ္ဘာတဝန်းကိုတင်းအချက်အလက်ဖြန့်ဝေနေတဲ့ဌာနဖြစ်ပြီး နေ့စဉ်သတင်းစားသုံးနေတဲ့ပရိသတ်တန်းနဲ့ချီရှိနေတာပါအခုအလောက်ကနေထုတ်ပယ်ကြောင်းအတိပေးစာဟာဘာသာစကားဌာနခွဲတွေကဝန်ထမ်းအားလုံးစီကိုရောက်ရှိခဲ့တာဖြစ်ပါတယ်မဲ့အင်ဂျင်နိုင်အစီအစဉ်တင်ဆက်သူ VOA မြန်မာပိုင်းကလာမယ့်တနင်္လာနေ့မှာဆိုရင် DC တရားရုံးမှာကျမတို့ရဲ့အမှုကိုတရားသူကြီးလမ်းဘက်ကကြားနာမယ် Trump အစိုးရအဖွဲ့အဒီဘက်ကရှင်းနေတွင်နဲ့ဝန်ထမ်းတွေဘက်ကရှင်းနေတွင်နဲ့အပြန်အလှန်လျှောက်လဲကြမယ် DC ကအယူခံတရားရုံးမှာလဲကျမတို့ရဲ့အမှုကရှင်းနေတယ် အဲ့ဒီအမှုကလည်းကျမတို့အခုဆိုရင်နှစ်ဖက်အပြန်အလှန်ရှောက်ထားချက်တွေထည့်သွင်းနေတယ်ဇူလိုင်လအပြီးဩဂတ်စ်လလောက်မှာတော့အယူကန်တရားရုံးကကြားနာမယ်လို့တည်ထားတယ်ပေါ့နော်ထရမ့်အစိုးရကိုပြန်ပြီးတော့ကျမတို့အခွင့်အရေးတွေဒီအလို့သမားအခွင့်အရေးတွေအမေရိကန်မှာပြောင်းထွန်းထားတဲ့ဥပဒေတွေနဲ့အညီကျမတို့ပြန်ပြီးတိုက်နေတာတွေကအခုတရားရုံးမှာဆက်ပြီးရှိနေပါသေးတယ်လို့ပြောပါတယ်။သမ္မတထရမ့်ရဲ့အမိန့်ကိုစန့်ကျင်ကန့်ကွက်ကြောင်း VOA ဘက်ကတရားပြန်ဆွဲထားတဲ့အမှုနှစ်ခုရှိခဲ့ပြီး တကူးက channel လစ်တွေကလုပ်ငန်းပုံမှန်ပြန်လည်လည်ပတ်နိုင်ရင်းနဲ့တရားစွဲဆိုထားတဲ့အမှုဖြစ်ပါတယ်။နောက်တစ်ခုကတော့ VOE Director ကသမ္မတ Trump ရဲ့အမိန့်ဟာလွှတ်တော်မှာပြဋ္ဌာန်းထားတဲ့ဥပဒေတွေကိုကျော်လွန်နေတာကြောင့်တရားမဝင်ကြောင်းစွဲဆိုထားတဲ့အမှုဖြစ်ပါတယ်။ဒီအမှုနှစ်ခုစလုံးဟာ CD ခရင်တရားရုံးနဲ့အယူခံတရားရုံးတို့မှအငင်းပွားပေရာအခြေအနေမှာရှိနေပြီးတိကျတဲ့စီရင်ချက်မကျခင်မှာ Global Media အစိုးရ Agency USA GM ကဝန်ထမ်းတွေကိုအလုတ်ထုတ်ပေးကြောင်းအသိပေးခဲ့တာ ဖြစ်ပါတယ်ခင်ဗျာနောက်ထပ်သိရှိရတဲ့နိုင်ငံတကာသတင်းကတော့ပေတုံတန်ကိုဝန်ကြီးချုပ်ယာရုမနှုတ်ထွက်ရန်ထိုင်းစစ်ခေါင်းဆောင်ဟောင်းပရာဝတ်တောင်းဆိုခဲ့ကြောင်းတင်ဆက်ပေးပါမယ်ခင်ဗျာထိုင်းမှာရခင်စစ်အာဏာသိမ်းမှု၌ဒုဝန်ကြီးချုပ်ယာရုယူခဲ့တဲ့ကာကွယ်ရေးဝန်ကြီးဟောင်းပရာဝတ်က၎င်းရဲ့ပါတီအရေးပေါ်အစည်းအဝေးကိုဇွန်လ20ရက်နေ့မှာ ခေါ်ယူပြီးထိုင်းဝန်ကြီးချုပ်ယာရုမပေတုံတန်နှုတ်ထွက်ပေးရန်နဲ့ ပေတုံတန်ရဲ့ဖွေတိုင်းပါတီနဲ့မဟာမိတ်လုံမှာမဟုတ်ကြောင်းထုတ်ပြန်တောင်းဆိုသွားခဲ့ပါတယ်။ပေတုံတန်နဲ့ကမ်ဘောဒီးယားခေါင်းဆောင်ဟွမ်ဆန်တို့နှစ်နိုင်ငံအငင်းပွားနေဆက်ပိုင်တဲ့အရေးတီးတဲ့ဖုန်းဆက်ဆွေးနွေးခဲ့မှုအတန်ဖိုင်ကိုဟွမ်ဆန်ဘက်မှလူသိရှင်ကြားထုတ်ပြန်ခဲ့ရမှာထိုင်းမျိုးသားရေးဝါဒီများခံရခက်စီမဲ့ဟွမ်ဆန်ရဲ့ဩဇာအာဏာပုံမတက်ရောက်ပုံများပါရှိခဲ့ပါတယ်။ထို့ကြောင့်လက်ရှိကာလမှာထိုင်းနိုင်ငံအရေးအလုတ်ခတ်ဆုံးအချိန်ကိုရောက်လာပြီးစစ်တပ်မှအာဏာသိမ်းနိုင်ပွဲရှိတယ်လို့သတင်းများပြန့်နှံ့နေပါတယ်။ အသက်89နှစ်ရှိပြီဖြစ်ကစစ်တပ်မှအနားယူသွားခဲ့ပေမဲ့ပါတီနိုင်ငံရေးလုပ်နေသေးတဲ့ပရာဘွအနေနဲ့ပီတုံတန်နှုတ်ထွက်ရင်ဝင်ကြီးချုပ်ရာထူးဝင်ရောက်ရွေးချယ်နိုင်ပြီလားဟုတန်တရားများရှိနေရမှာထိုင်းဖွဲ့စည်းပုံအခြေခံဥပဒေအရပရာဝတ်ဟာဝင်ကြီးချုပ်ရာထူးဝင်ရောက်ရွေးချယ်ကံကွယ်မရှိကြောင်းသိရှိရပါတယ်။ထိုင်းရွေးကောက်ပွဲဥပဒေပုံမှတင်ငါကိုအပိုက်ခွဲတစ်အရာရွေးကောက်ပွဲမတိုင်ခင်ကတည်းကဝင်ကြီးချုပ်ဖြစ်ချင်သူဟာရွေးကောက်ပွဲကော်မရှင်ထံကိုပါတီမှကြိုတင်တင်ပြရမှာဖြစ်ကြောင်း ပရာဝတ်ကိုဝင်ကြီးချုပ်လျှောက်ထားလို့ဆင်းရဲမှတင်ပြခဲ့ပေမဲ့လည်းအဆိုပါတင်မြောက်သူရဲ့မိခင်ပါတီမှာလွတ်တော်အမတ်နေရာအားလုံးရဲ့900ဂိုင်းနှုန်းအနိုင်ရထားမှသာလျှောက်ထားခွင့်ရှိကြောင်းသိရှိရပါတယ်။ထိုင်းလွတ်တော်မှာအမတ်900ရှိတဲ့အနက်တဦးနှုတ်ထွက်သွားခြင်းကြောင့်495ဦးမှာလူအပ်တဲ့မဲနိုင်အမတ်အရေးအတွက်ရဲ့900ဂိုင်းနှုန်းဟာ24တသမခွန်9နေရာဖြစ်ရာပရာဝတ်ရဲ့ပါတီမှမဲအနိုင်ရတဲ့ကိုယ်စားလှယ်မှာ20ကျော်ပဲမရှိတဲ့အတွက်ဥပဒေအရဝင်ကြီးချုပ်အဖြစ်ရွေးချယ်ခံခွင့်မရှိနိုင်ခြင်းဖြစ်ပါတယ်။ ရင်းကျညာချက်ထုတ်ပြန်ချိန်မှာပေတုံတန်ဟာကမ္ဘောဒီးယားနဲ့အငင်းပွားနေမည်ပြဿနာရှိနေတဲ့နေဆက်ဒေသကိုရောက်ရှိပြီးတာဝန်ကျစစ်တီများအားအားပေးစကားပြောကြားပြီးနိုင်ငံအကျုပ်အချာအာဏာအတွက်ကာကွယ်မဲ့စစ်တီများကိုလိုအပ်သည်များထောက်ပံ့ပေးမှာဖြစ်ကြောင်းပြည်သူများလက်ရှိအချိန်ထိစီးလုံးကြရန်လိုအပ်ကြောင်းပြောကြားခဲ့ပါတယ်ခင်ဗျာဆက်ဆက်သတင်းများအရာတက်တမ်းမပြည့်မီယာတို့မှနှုတ်ထွက်မီမဟုတ်ဟုပေထုံတန်ကြေညာခဲ့ကြောင်းတင်ဆက်ပေးပါမယ်ခင်ဗျာနိုင်ငံရဲ့2026ခုနှစ်တနစ်တာဘတ်ဂျက်ကြေညာမှုအပြီး ဝန်ကြီးချုပ်ရာဒူးမနှုတ်ထွက်ကလွတ်တော်မှာလဲထွက်ခွာမဲလို့သတင်းများကြဲကြဲပြက်ပြက်ထွက်ပေါ်နေမှုကိုထိုင်းဝန်ကြီးချုပ်ပေတုံတန်အစဖွေထိုင်းပါတီအထွေထွေတွင်ရင်မှုဆိုင်ရော်ဝေါင်ကဇွန်လ21ရက်နေ့မှာအသိပေးထုတ်ပြန်သွားခဲ့ပါတယ်ထွက်ပေါ်နေတဲ့သတင်းများမှာကောလာဟာလများသာဖြစ်ကဝန်ကြီးချုပ်ဟာတာဝန်တက်တက်ကုံဆုံးသည့်အထိ ထိုင်းနိုင်ငံကြုံတွေ့နေရတဲ့အခက်အခဲများကိုအကောင်းဆုံးဖြေရှင်းပေးအုံးမှာသာဖြစ်ကြောင်းဆိုင်ရာဝန်ကပြောကြားပါတယ်လက်ရှိစင်ခေါ်မှုများမှာကမ်ဘောဒီးယားနဲ့တင်းမာနေတဲ့နေဆက်ပိုင်းတဲ့ပြဿနာအမေရိကန်မှပို့ကုန်အခွန်စည်းကြမှုမြင့်တင်ခြင်းမူးယစ်မှောက်ခိုးမှုများနှိမ်နင်းမှုစိုက်ဘာရာဇဝတ်မှုများနှိမ်နင်းခြင်းဘတ်20တဲ့ယထာဖယ်ရီအစီအစဉ်ဘတ်30တဲ့နဲ့ကျန်းမာရေးစောင့်ရှောက်မှုပေးခြင်းပြည်ပခရီးသွားများပြန်လည်စီကားပြီးနိုင်ငံဝင်ငွေပြန်တိုးတက်လာစေရန်လူလုံးတဲ့ရည်ဝဲများပေါ်ဆောင်ရည် မိသားစုကျွေးမိများဖြေလျှော့ပေးရေးစတဲ့လုပ်ငန်းများနဲ့ပြည်သူများနေထိုင်စားသောက်မှုစရိတ်လျှော့ကျစေရမယ်ဆိုတဲ့ဥတီချက်များတင်တာမြင်စွာရလက်ကောင်းများထွက်စေရန်ဝန်ကြီးချုပ်မှစူးစမ်းပေးသွားမိတာဖြစ်ကြောင်းဆိုင်ရာဝန်ကရှင်းလင်းထုတ်ပြန်သွားခဲ့ပါတယ်ခင်ဗျာ။ ်ဟုတ်ကဲ့ပါအခုလိုသတင်းများကိုနောက်ဆက်ကြည့်ရှုပေးခဲ့တဲ့အတွက်အထူးပင်ကျေးဇူးတင်ရှိပါတယ်နောက်ထပ်တော်လည်ရင်သတင်းတူးများနဲ့ပြန်လာခဲ့ပါမယ်မြန်မာပြည်သူပြည်သားအပေါင်းအကြက်ဖက်စစ်အာဏာရှင်စနစ်ဆိုးလက်အောက်မှာအမြန်ဆုံးလွတ်မြောက်ပြီးတော်လည်နေ့တစ်ကိုအချိန်တိုတွင်ရောက်ရှိနိုင်ပါစေလို့ကျွန်တော်တို့တော်လည်သတင်းဌာနမှဆုတောင်းလိုက်ပါတယ်ခင်ဗျာ